ဒီတစ်ပတ်တင်ဆက်ပေးမယ့် Cry Report အစီအစဉ်မှာတော့အင်ကူနှိပ်စက်ခံရမှုတွေဖြစ်ပွားခဲ့ပြီးတိုင်ကြားမှုတွေရှိခဲ့တယ်ဆိုတဲ့ဖြစ်စဉ်မော်ဒယ်အေဂျင့်မျက်မှုအသက်ခံရမှုဒီဇင်ဘာလ18ရက်နေ့မှာအပိသက်အမိန့်ချမှတ်မယ်ဆိုတဲ့ဖြစ်စဉ်ယခုရက်ပိုင်းတွင်အငှားရင်မောင်ကိုတတ်ဖြတ်ပြီး အငှားရင်လူရဲမှုတွေဇက်တိုက်ဖြစ်ပွားနေတယ်ဆိုတဲ့ဖြစ်စဉ်ရဲနှူးကိုဓာတ်နဲ့ထိုးတက်ခဲ့တဲ့တင်မြင့်ကိုမသိမချင်းကြိုးကွင်းဆွတ်တတ်ဖို့အမိန့်ချမှတ်လိုက်တယ်ဆိုတဲ့ဖြစ်စဉ်အဆရှိတဲ့မှုကင်းဖြစ်စဉ်တွေကို တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ဗဟန်းမြို့နယ်ဆီယာဆန်ရက်ကွက်တက္ကသိုလ်ရေးသားလမ်းသိရှိနေတဲ့လုံမှာပြီးခဲ့တဲ့နိုဝင်ဘာလ16ရက်နေ့ကအသက်10နှစ်အရွယ်ရှိတဲ့အင်ကူမင်းကလေးတယောက်နှိပ်စက်ခံရမှုဖြစ်ပွားခဲ့ပါတယ်။ဖြစ်စဉ်မှာအင်ကူမင်းကလေးဟာထမင်းအိုးတဲကိုလက်မဆေးပဲနှိုက်ခဲ့တာကြောင့်အင်ကူတူဦးဖြစ်တဲ့ဒေါ်သန်းရွဲ့ကရိုက်နှက်ဆုံးမခဲ့ပြီးမိဖို့ကန်အတွင်းလက်ကိုကျိုးနဲ့တုတ်ထားကြောင်းနိုဝင်ဘာလ16ရက်နေ့ကလည်းကြမ်းမတိုက်တာကြောင့်အပြစ်ပေးတဲ့အနေနဲ့ အဝတ်မပါဘဲကြိုးတုပ်ထားကြောင်းရဲတပ်ဖွဲ့မှသိရပါဗျ။အခုလိုဝဲချမ်းပြားနဲ့ရိုက်နေဘူးတဲ့ကြိုးတုပ်နှိပ်စက်တာကြောင့်အင်ကူမင်းကလေးရဲ့ခန္ဓာကိုယ်အနှံ့ဒဏ်ရာတွေရရှိခဲ့တာဖြစ်ပါတယ်။အင်ကူမင်းကလေးနှိပ်စက်ခံရမှုကိုကိုစီသူကလည်းအခုလိုပြောပါဗျ။အဲ့တော့ကျွန်တော်ကရှင်းရှင်းပြောရရင်လူသားချင်းစာနာတဲ့အနေနဲ့လူလူချင်းဟိုဟာဖြစ်တဲ့အနေနဲ့လူလူချင်းဟိုဟာမြင်မကောင်းတော့လို့ကျွန်တော်ကအဲ့ဒါကိုကျွန်တော်က ရိုက်ယူလိုက်ရိုက်ယူပြီးတော့သူကကျွန်တော်ကိုဝူဝါးပြီးပြန်ကျွန်တော်ကိုရန်တွေ့ရန်တွေ့တော့ကျွန်တော်ကကျွန်တော်ဘက်က self defense ဆိုတော့ကျွန်တော်လုံးဆယ်ရှိတယ်ကျွန်တော်ရေးကိုတိုင်ကျွန်ဘဟန်ဂျက်စကန်ကိုကိုလိုက်ကျွန်တော်ကိုတိုင်ဒီဒီပုံနှစ်ပုံကို internet ပေါ်တင်ခြင်းလုံးဝမရှိဘူးဒါမှကျွန်တော်ကျွန်တော်တာဝန်ရှိတဲ့အတိုင်းကျွန်တော်ရေးစကန်ကိုတော့ပြောတယ်နော်ရေးကလာွားတဲ့အချိန်မှာကျွန်တော်ရေးကဒီလာတဲ့အချိန်မှာကျွန်တော်စကန်ရောက်တယ်ဘဟန်ရေးစကန်ရောက်ပြီးတော့တာဝန်မူကြတဲ့ လူရဲအမျိုးသမီးကြောက်ရှိတယ်နာမည်လူရဲတော့မသိဘူးသူ့ကိုကျွန်တော်ကဇာပြားနေကျွန်တော်ပြီးခဲ့အင်အကူ main clay ကိုနှိပ်ဆက်ခဲ့တဲ့အင်အကူတူဦးဖြစ်တဲ့ဒေါ်တန်းရဲကိုဗဟန်းမျိုးမရဲစခန်းကကလေးတဲ့ငယ်ဥပဒေပုံမှ66ဂါဂျီနဲ့ဥဖွင့်ထားတာဖြစ်ပါတယ်ပြီးခဲ့တဲ့ရပိုင်းအတွင်းကလည်းမန္တလေးမြို့ရှိပန်ဒိုယာအစီချလုပ်ငန်းမှာအလွတ်လုံနေတဲ့အသက်21နှစ်အရွယ်ရှိတဲ့ main clay ကိုစာရှင်နဲ့ manager ဖြစ်သူတို့ကနှိပ်ဆက်ညှိနှိုင်းခဲ့ပြီးခွေးလောက်အိမ်ထဲမှာ ထည့်သွင်းပြီးနှိပ်စက်ညှဉ်းပန်းခဲ့တာကြောင့်အမှုဖွင့်ထားတယ်လို့လည်းသိရပါတယ်။မော်ရယ်အေဂျင့်မြတ်မှုအသက်ခံရတဲ့အမှုကိုလာမယ့်ဒီဇင်ဘာလ18ရက်နေ့မှာအပိသက်အမိန့်ချမှတ်မှာဖြစ်ပါတယ်။မော်ရယ်အေဂျင့်မြတ်မှုကိုတတ်ခဲ့တယ်လို့ယူဆရတာကြောင့်တရားစွဲဆိုခံထားရတဲ့အံဖြိုးပိုင်ကိုဒီဇင်ဘာလ3ရက်နေ့နောက်ပိုင်းကအနောက်ပိုင်းခရင်တရားရုံးမှာဆက်လက်ရုံထုတ်ခဲ့ပါတယ်။ရုံးချိန်မှာအပိသက်လျှောက်လဲချက်ကိုနှစ်ဖက်ရှိနေတွေကပေးခဲ့ပြီး စွဆွဲခံရသူရဲ့ရှေ့နေဖြစ်သူကအခင်းဖြစ်နေရကိုတေဆုံးသူကခေါ်ဆိုတာကြောင့်တွားရောက်တာဖြစ်ပြီးတေဆုံးသူနဲ့စွဆွဲခံရသူတို့မှာသမီးရေးစားဖြစ်တဲ့အတွက်ကြိုတင်ရွယ်ချက်နဲ့တတ်မှာမဟုတ်ကြောင်းအဲ့ဒီအကြောင်းအရာလေးကိုသက်သေနဲ့တကွတင်ပြခဲ့ပြီးဖြစ်ကြောင်းအမှုမှာလည်းမျက်မြင်သက်သေမရှိတဲ့အမှုဖြစ်ပြီးဓာတ်ပေါ်ရှိလက်ဖို့အရာကိုစစ်ဆေးမဲ့ဆိုပါက အမှုမှန်ပေါ်နိုင်မှာဖြစ်ပင်ပဲလေလက်ဖို့နဲ့ပတ်သက်ပြီးရဲတပ်ဖွဲ့မှ CID ကို ထင်မြင်တောင်းခံချက်မရှိကြောင်းအဲ့ဒီအကြောင်းကိုလည်းအမှုစစ်ရဲအရာရှိကိုတရားရုံးမှာမေးမြန်းခဲ့ပြီးဖြစ်တယ်လို့ရှောက်လဲချက်ပေးခဲ့ပါတယ်ဆွဆွဲခံရသူမှာတေဆုံးသူကိုတေစေလိုတဲ့ရွယ်ချက်မရှိပဲမတော်တဆဖြစ်ပေါ်ခဲ့တာကြောင့်အမှုမှတရားသေးလွတ်ပေးရန်ဒါမှမဟုတ်ပုံမှန်၃လနဲ့တက်ညာစွာအမိန့်ချပေးရန်ရှင်းနေဖြစ်သူကတရားရုံးကိုရှောက်တင်ခဲ့ပါတယ်တန်လေမျိုးနယ်မှာရဲနှုတ်ဦးကိုဓာတ်နဲ့ထိုးတက်ခဲ့တဲ့တင်းမြင့်ကို မသိမချင်းကြိုးကွင်းဆွတ်တက်ဖို့တောင်ပိုင်းခရိုင်တရားရုံးကဒီဇင်ဘာလ၄ရက်နေ့ကအပိသက်အမိန့်ချမှတ်လိုက်ပါတယ်။တင်မြင့်ဟာ2014ခုနှစ်နိုဝင်ဘာလ24ရက်နေ့ကအမျိုးသားတအုပ်ကိုဓာတ်နဲ့ထိုးတက်ခဲ့တဲ့အမှုအတွက်တန်လင်မြို့နယ်တရားရုံးကပြည်မှုဆိုင်ရာဥပဒေပုံမှန်326နဲ့အလုပ်ကျန်းတဲ့ထောင်တန်း၅နဲ့ချမှတ်ခဲ့တာဖြစ်ပါတယ်။2014ခုနှစ်မေလကတင်မြင့်ဟာတန်လင်မြို့နယ်မှာအမျိုးသားတအုပ်ကိုဓာတ်နဲ့ထိုးပြီးထွက်ပြေးတင်းရှောင်နေတာကြောင့်2015ခုနှစ်စက်တင်ဘာလက တရားခံပြေးဖြစ်ကြေညာထားခံရပြီးစတင်မာလာ၂ရက်နေ့ကတန်လင်းမြို့နယ်ဖျားကုန်းကျေးရွာမှာရဲတပ်ဖွဲ့ဝင်တွေကဝင်ရောက်ဖမ်းဆီးရမှာဒါနဲ့ပြန်လဲခုခံထိုးသတ်ခဲ့တာကြောင့်ရဲတပ်ဖွဲ့ဝင်အုပ်ဖြစ်တဲ့ရဲအုပ်အောင်နိုင်နဲ့တက်ကြသူရလွင်တို့တေဆုံးခဲ့တာဖြစ်ပါတယ်။ပြစ်မှုကျူးလွန်သူတင်မြှာ၂၀၁၄ခုနှစ်ကသမရဦးသိန်းစံရဲ့လူငင်းချမ်းသာခွင့်အမိန့်နဲ့ပြန်လဲလွတ်မြောက်လာခဲ့တာဖြစ်ပါတယ်။ ယခုရက်ပိုင်းတွင်ရင်မောင်းသက်ခံရပြီးအငှားရင်လူရက်မှုတွေဇက်တိုက်ပြန်လဲဖြစ်ပွားနေတာဖြစ်ပါတယ်။ပြီးခဲ့တဲ့နိုဝင်ဘာလ22ရက်နေ့ကလည်းဒဂုံမြို့သိမ်မြောက်ပိုင်းမြို့နယ်29ရက်ကမောင်မကန်လန်းတိုင်းသိမ်နယ်ချောင်းရှိအနီးမှာတိုရိုဒါကိုရိုဒါဗင်အမျိုးအစားအငှားရင်မှာလမ်းမင်းမှာထိုးကြလျက်ရှိပြီးအသက်49နှစ်အရွယ်ရှိတဲ့အငှားရင်မောင်းသေဆုံးမှုဖြစ်ပွားခဲ့ပါတယ်။သေဆုံးခဲ့သူမှာတာမွေမြို့နယ်မလွာကုန်းထင်းကျွတ်ရက်ကွက်မှာနေထိုင်သူတဦးဖြစ်ပြီး အခင်းဖြစ်စဉ်ကိုဒဂုံမြို့သိမ်မြောက်ပိုင်းမြို့နယ်ရဲစခန်းမှာပ993မြင်းဆောင်2015ပြမှုပုံမှ300နှစ်နဲ့အမှုဖွင့်စစ်ဆေးလျက်ရှိတာဖြစ်ပါတယ်။ပြီးခဲ့တဲ့နိုဝင်ဘာလ25ရက်နေ့ည7:00နာရီခန့်ကလည်းဒဂုံမြို့သိမ်မြောက်ပိုင်းမြို့နယ်ကွန်ပရီတာမှတ်တိုင်အနီးမှာအသက်20အရွယ်လူငယ်3ဦးဟာအငားရည်တစည်းကိုတောင်ဒဂုံမြို့နယ်ကျန်းစသားအရာကိုငှားခဲ့ပြီးကျန်းစသားလမ်းပေါ်အရောက်မှာလူရက်ခဲ့တာဖြစ်ပါတယ်။လူရက်ပြီးဓာတ်နဲ့ထိုးခန့်ခဲ့ရတာကြောင့်ရင်မောင်းဖြစ်သူမှာ ရာမျက်လုံးနဲ့ရာမျက်ခုံးမှာပေါက်ပြဲပုံပက်ဒဏ်ရာတွေရရှိခဲ့ပြီးရာနှဘေးမှာထိုးသွင်းဒဏ်ရာရရှိခဲ့တာကြောင့်တင်ကန်းကျုံစံပြစေဝန်ကြီးမှာတက်ရောက်ကုသနေရတာဖြစ်ပါတယ်။အငားရင်မောင်းကိုဓားနဲ့ထိုးပြီးရင်ကိုလူယူထွက်ပြေးသွားတဲ့ဆယ်ကျော်သက်အရွယ်လူငယ်သုံးဦးကိုဒီဇင်ဘာလတရက်နေ့ညပိုင်းကဖမ်းဆီးရမိခဲ့တယ်လို့ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့ခွဲမှုရုံးမှစုံစမ်းသိရှိရပါတယ်။ကျွန်တော်တို့11 web tv ရဲ့ crime report အစီအစဉ်ကိုဒီမှာပဲခਿੱတရရနိုင်ပါတယ် နောက်လာမယ့်ပတ်တွေမှာလည်းပြည်သူတွေကြားမှာစိတ်ဝင်စားမှုမြင့်တက်နေတဲ့မှုကင်းဖြစ်စဉ်တွေကိုဆက်လက်တင်ဆက်ပေးမှာဖြစ်ပါတယ်။ကျေးဇူးတင်ပါတယ်ခင်ဗျာ။